မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်နေမှုကိုတရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ် မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပနိုင်ရည်ကြိုတင်ပြင်ဆင်နေမှုကိုတရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမယ်လို့နာဇကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝေချုံမှုကြီးမင်းအောင်လှိုင်နှင့်တရုတ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် His Excellency Mr. Dan Shi Chen တို့မတ်လ17ရက်ညနေပိုင်းကနေပြည်တော်မှာတွေ့ဆုံခြင်းဆွေးနွေးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ တွေ့ဆုံစဉ်မြန်မာနိုင်ငံအစိုးရနှင့်တပ်မတော်မှအကောင့်ထယ်ဖို့ဆောင်ရွက်လျက်ရှိတဲ့ရှေ့လုံငန်းစဉ်၅ရက်နေ့ရွှေကောက်ဝဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုပေါ်တရုတ်နိုင်ငံမှအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမယ့်အခြေအနေများကိုဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင်တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိမှုမူရည်စေဝါတားဆီးကာကွယ်ရေးလုပ်ငန်းများအွန်လိုင်းလောင်းကစားမှုနှင့်အွန်လိုင်းငွေကြေးလိမ်လည်မှုများပပျောက်ရေးအတွက်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိမှု နှစ်နိုင်ငံနေဆက်ဒေတာကုန်သွယ်ဆိုင်ရာများကိုလည်းဆွေးနွေးကြရတယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေတာကြီးအစိုးရအဖွဲ့ကလေးမွာဘူးခလေးများနဲ့ကျမ်းမာရေးဝန်ထမ်းများအတွက်အလူငွေများပေးရတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလေးမွာဘူးခလေးများနဲ့ကျမ်းမာရေးဝန်ထမ်းများအတွက်အလူငွေပေးရပွဲအခမ်းအနားကိုမတ်လ17ရက်မွန်လွယ်ပိုင်းကပဟုအမျိုးသမီးစေယုံကြီးရန်ကုန်ဝေကင်းစခလေးကုသဆောင်ခန်းမှာကျင်းပကြောင်းသိရပါဗျ ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကအလွန်ငွေပေးရခြင်းအရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးဘ ഹു အမျိုးသမီးစေယုံကြီးရန်ကုန်စေယုံဦးကြီးဒေါက်တာအောင်လင်းအေကစေယုံနှင့်မိခင်နှင့်ကလေးများစေကုသထားရှိမှုအခြေအနေများနဲ့ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေများကို၎င်းပမခဒေါက်တာခင်မေတင်ပမခဌာနမူတာဖွားမီရဲ့နှင့်ပမခဒေါက်တာနှန့်ဆန်းဆန်းအေတို့ကခလေးမွေးဖောက်မှုအခြေအနေနဲ့ကျန်းမာရေးအခြေအနေတို့ကို၎င်း ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှဒေါက်တာနန္ဒဝင်းကစေယုံအဖွဲ့အားလုံးပူးပေါင်းဆောင်ရွက်မှုအတွက်အထူးကျေးဇူးတင်ရှိပါကြောင်းလို့ကို၎င်းအတိအပြုပြောကြားကြပါသည်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်နဲ့တိုင်းဒေသကြီးရာဝန်ကြီးဦးစောချက်ကိုသူတို့ကဗဟုအမျိုးသမီးစေယုံကြီးရန်ကုန်ကျန်းမာရေးဝန်ထမ်းများအတွက်ကြက်ဆယ်သိန်းလေးမွာဘူးမိခင်အတွက်ကျက်စေသိန်းတို့အားပေးရရာစေယုံအုပ်ကြီးနဲ့တောင်းရင်ရှိသူများလေးမွာဘူးမိပါတို့ကအတိအကျလက်ခံကြပါသည် အဆိုပါလေးမွာဘူးမိဘများဟာရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ်ရီနေထိုင်ပြီးဖခင်ဦးကစင်၄၀နှစ်နဲ့မိခင်ဒေါ်ဝင်းမာထွန်း26နှစ်တို့ဖြစ်ပြီးမတ်လ6ရက်နေ့မိုးလင်း7:40မိနစ်ချိန်တွင်ဗဟုအမျိုးသမီးစေယုံကြီးရန်ကုန်တွင်တမီမင်းကလေးလေးမွာဘူးမွေးဖွားခဲ့ခြင်းဖြစ်ပါသည်ယခုကမိခင်နှင့်ကလေးများ၏ကျန်းမာရေးအခြေအနေကောင်းမွန်ပြီးကလေးများကိုအထူးကျမှတ်ဆောင်လင်းထားရှိပါကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာပါဗျ။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှចောင်းပြင်ပါပညာရေးចောင်းသားចောင်းသူများနဲ့ဆရာများတို့ဝိဆုံတဲ့စာရေးကြိယာများထောက်ပံ့ပေးရခြင်းအခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှចောင်းပြင်ပါပညာရေးចောင်းသားចောင်းသူများနဲ့ចောင်းဆရာဆရာမများတို့အလွန်ကြီးဝိဆုံတဲ့စာရေးကြိယာများထောက်ပံ့ပေးရခြင်းအခမ်းအနားကိုမတ်လ17ရက်နေ့နေ့ပိုင်းကကမာယုမြို့နယ်ရှိလေးချင်ရဲ့ထက်တန်းကျောင်းတတီစီရင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရဲရအဖွဲ့ဥက္ကဋ္ဌဒေါ်လူးနုဆွေတက်ရောက်အဖွဲ့မှစကားပြောကြားကြောင်းသိရပါဗျ။အဲ့ဒီနောက်အလူငွေဝစ်စုံနဲ့စာရေးကြိယာများထောက်ပံ့ပေးကြရာမြန်မာနိုင်ငံအမျိုးသမီးရဲရအဖွဲ့ချုပ်နာယကဒေါ်နီနီဝင်းဥက္ကဋ္ဌဒေါက်တာသက်သက်စင်နဲ့ဒုတိယဥက္ကဋ္ဌဒေါ်တင်နီလက်တူကမြန်မာနိုင်ငံအမျိုးသမီးရဲရအဖွဲ့ချုပ်မှလှူဒန်းသော အလူငွေကျက်ဆဲသိန်းရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရဲရအဖွဲ့နာယကဒုံမမောတန်းကဆီယမ54ရူအတွက် တန်မွန်ငွေ9,5850ကျပ်နဲ့ညီမသောအဖြူအစိမ်းဝစ်စုံ54စုံရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေယာဉ်ဖွဲ့ဥက္ကဋ္ဌဒေါ်နွနွစ်စီကចောင်းသားចောင်းသူ1914ခုတွင်တန်မွန်ငွေကျပ်34ဒိန်း18,800ကျပ်နဲ့ညီမသောဝစ်စုံ814စုံရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေယာဉ်ဖွဲ့ခိတအတွင်မူဒေါ်နွခင်မဝင်းကဆရာ22ခုတွင်တန်မွန်ငွေ4,9850ကျပ်နဲ့ညီမသောအဖြူအစိမ်းဝစ်စုံ20စုံ ရန်ကုန်တိုင်းဒေသကြီးမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွေ့အမှုဒေါက်တာရင်ငိမ့်ထွတ်ကအဖြူအစိမ်းကျောင်းဝတ်ဆောင်များရန်ကုန်တိုင်းဒေသကြီးတိုင်းပညာရေးမှုဒေါက်တာချွတ်ချုံမြအောင်ကကျောင်းသားကျောင်းသူ1985ဦးအတွက်ဗလာစာအုပ်1985ဒါစင်အမျိုးသမီးစီဝါရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌဒေါ်ကြည်ကြည်စင်က9,5850ကျပ်တန်မှုရှိဆီယာမဝတ်ဆောင်54တည်း မြက်မြတမွန်ကုမ္ပဏီလီမိတက်မန်နေဂျင်းဒါရိုက်တာဒေါ်ခန်ခိုင်ဦးက73600ကျပ်တန်မှုရှိဝစ်စုံအစုံ300ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးအားကစားဆက်ကော်မတီဒေါက်တင်နေလိုင်က73600ကျပ်တန်မှုရှိဝစ်စုံအစုံ300ဝိတာခါဖောင်ဒေးရှင်းကအလွေငွေ70သိန်း အာကစားနေလူငယ်ရေးရအထောက်အပံ့ကော်မတီဥက္ကဋ္ဌဦးစော်လင်းဦးကရှင်သာမဏေ62ပါးအတွက်15သိန်း1200ကျပ်တန်းမှုရှိသင်ငန်း60တစုံအားလှူဒန်းကြရာသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ကျောင်းသားကျောင်းသူများကလက်ခံကြပါတယ်။အဲဒီနောက် NFPE NFME စကန်52ခုမှကျောင်းသားကျောင်းသူများကိုစားကျောင်းသားတို့မှကျေးဇူးတင်စကားပြောကြပြီးအခမ်းအနားသို့တက်ရောက်လာသူများကခလေးများအတွက်ဒီနေ့တခြင်းဖြင့်ပံ့ပိုင်းပြီးဆိုပြီးအခမ်းအနားကိုရှုပ်သိမ်းပါတယ်။ ယနေ့လူရန်တော်ចောင်းပြပပညာရေးចောင်းသားចောင်းသူများနေဆရာများအတွက်ဝိဆုံတဲ့အစာရေးကိရိယာများထောက်ပံ့ပေးရမှုစစ်စစ်ပေါင်းတန်ဖိုးငွေချက်192သိန်း3950ချက်တည်တည်ဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။